ားကြီးလဲကျွန်တော်တို့ကမဂိုက်တော်များတင်းချစ်တော်များတင်းချောင်းရွေ့လျားသွားပါတယ်အကျိုးအရာတိတ်ရှိကြတဲ့ခိုင်မမှုအားနည်းတခုကတော့ဒီလိုအင်တာပြင်းထန်တဲ့တဘာဝဘေးအန္တရာယ်နောက်တစ်ခါများကြုံခဲ့ရလို့ရှိရင်ကြံ့ညံ့ခံရအကောင်းဆုံးဖြစ်ပေါ်နေတဲ့ညာတွေတုံ့ပြီးတော့ပြန်ကြည့်ရပါမယ်ဒုတိယမှာ69ယောက်ကမဟာမြတ်မှုကြီးဖြစ်ပြီးမမှန်ပြောတာတကယ် ဒီပြားကြီးရဲ့ဘွဲ့တော်အမှန်ကမဟာမုဏိရုပ်ရှင်ကြိုင်းရောဘူရာကိဘူရောဘရာလက်ထက်ကဒီနေပေါင်း200ကျော်ကလောက်ခဲ့တယ်ဆိုတော့အချို့အဆောင်ကြီးတွေကလောက်တဲ့နေပေါင်း200ကျော်ကအင်တန်ရှိကြတဲ့ဘူးတွေတော့ညာနေတာဒီပါအဲ့ဒီနောက်ပိုင်း မန္တလေးရနာဘုံဖြစ်လို့လည်းမြောင်တရားလားဆိုတော့ကတော့တခါပြည်နေတယ်။အော်ဒီဘက်မှာလည်းခေစေစေပြည်နေတယ်။မြောင်နေရာကျမှာခေစေစေပြည်နေတယ်ခိုင်မာမှုတွေကတခုနဲ့တခုမတူဘူး။အကျိုးအရာတိတ်ရှည်ကြတဲ့အတွက်ခိုင်မာမှုအားနည်းအကျိုးအရာတော့ဉာဏ်ရင်းကဖြစ်ပေါ်ဆောက်လို့ရည်ညီးနေတယ်သုံးထားပြီးတော့ပြန်ပြုနေတာတဲ့ခိုင်မာမှုအဲအဲ့တော့အခုလိုတဘာဝမြင်တာမြင်တာရောက်မာမှုကြီးကြီး ပျက်စီးသွားတဲ့အချိန်မှာဒီပြန်ပြီးနေတဲ့အခါမှာအတတ်နိုင်ခြင်းဖြစ်မိတဲ့လူကြီးများပါတယ်။ဒါပေမဲ့ဒီတရားကြီးကမြန်မာနိုင်ငံအတွက်ဒန်မတ်ပေါ့နော်။အချိန်ကအရာကြီးတစ်ချို့ဖြစ်တဲ့စီးမှုပျောက်လို့မရဘူး။ဒီတရားကြီးရဲ့ပြည်ပြည်မှုအဓိကရည်ရွယ်ချက်နှစ်ခုထားပါတယ်။တစ်ခုကတော့ဒီလိုအင်တာပြင်းထန်တဲ့သဘာဝဘေးရန်တွေနောက်တစ်ခါများကြုံခဲ့ရလို့ရှိတယ်။ကြံ့ကြံ့ခံနေတာအကောင်းဆုံးဖြစ်ပေါ်နေတယ် ုံးပြီးတော့ပြန်ပြည့်တယ်အဲဒုတိယရည်ရချက်ကတော့အကောင်းဆုံးနည်းပညာတွေနဲ့တဘာဝဘေးတာကိုခံနိုင်အောင်လုပ်လိုက်တဲ့ပုံစံတွေကြောင်းမှာပုံစံတွေတော့မကြောင်းဘူးအခြေခံပုံစံတွေခြေတော့ကြီးနေတဲ့ပုံစံတွေတတ်နိုင်လာတူအောင်ပုံစံတွေတော့ form ပေါ့နော် architectural form ကြီးအားလုံးကိုတော့ကြီးမှုမပြတ်ပြန်ပြီးတော့ပုံပါမယ်အဒီရွယ်ချက်နှစ်ခုနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပြုပြင်နိုင်အောင် ပြန်ပြီးတော့ပြီဖောက်နေတယ်အားလုံးတင်ရချင်းပေါင်းစုံနေရောဒီတက်ဆိုင်ရာဘောဘကအဖွဲ့တွေနေရောအဲဥထုရေးဆိုင်ရာအော်ပါဘယ်ပုဂ္ဂိုလ်တွေရောအကုန်လုံးပြန်လုပ်ပါတယ်အဲ့မှာကြုံလုံးလေးအဓိကပြောနေတာဒီပြားကြီးရဲ့ဘွယ်ဒုတိယမှာ69ရောက်ကမဟာမြတ်မှုကြီးဖြစ်ပြီးမမှန်ပြောတာတကယ်ဒီကြာကြီးရဲ့ဘွဲ့တော်အမှန်ကမဟာမုနိရုပ်ရှင်တော်အာချတ်တိုက်မှာပေါ့လေ 28ရက်ကျွန်တော်3လပိုင်း2025ခုနှစ်မှာ နေ့လယ်ဒါ2:50မိနစ်မှာလှုပ်ခတ်တော်တဲ့မြလင်းကြောင်းမဟာမုဏိဖျားကြီးကျွန်တော်တို့ကသူ့နာပါတ္ထရွှေချောင်းတော်နောက်သူ့နာပါတ္ထရွှေချောင်းတော်အတွင်းမှာကိန့်ွက်စံပယ်တော်မူတဲ့ကာဏဂုတိတိုက်တော်အတွင်းမှာမဟာမုဏိဖျားကြီးလည်းကျွန်တော်တို့က မဂိုက်တော်များတင့်ချစ်တော်များတင်းချောင်းကျွေလေးရသွားပါတယ်အဲ့ပုံမှာလည်းရှိတယ်ကျွန်တော်တို့ကသူ့မဟာသူ့ဝနာပါတထလိုပဲဒီကောစာထဲမှာတော့တွေ့ရတယ်သို့တော်အဲ့မှာဘုံကုနစ်စ်မှာရှိတဲ့တော့ ठी တော်ရှိတယ်ဗောလေ ठी တော်ကကျွန်တော်တို့ကဘယ်လိုပဲဖြစ်နေနေစောင်းသွားတယ်ဒီစောင်းသွားတာကြီးကိုကျွန်တော်တို့ယနေ့မှာဗောလေယနေ့အာပညာရှင်ဗောဓမ္မဝရီဦးမောင်းဟောဒါမြန်မာလက်မှုပညာနဲ့ ကျွန်တော်တို့ဌာနဆိုင်ရာအကြီးအကဲတွေနောက်တကနိုင်ငံတော်အကြီးအကဲတွေဩဝါဒဆရာတော်တွေနောက်ရင်ကျေးမှုနဲ့သာသနာရေးဝန်ကြီးဌာနရှေးအောင်ဌာနကောပကအဖွဲ့နဲ့ကျွန်တော်တို့ကပေါင်းဆက်ပြီးမှအားလုံးဒါကျွန်တော်တို့ခုနပညာရှင်ကြီးပြောသွားတဲ့အတိုင်းပါပဲခုဒေါက်တာပဝရီဦးဝင်းမောင်ကျွန်တော်တို့ကပြည်သွန်းမြမဘူးပညာရှင်ကြီးပြောသွားတဲ့အတိုင်းပဲကျွန်တော်နေတာတော့အားလုံးဟာရှေးမှုမပြတ်ပါလေပြုပြင်ထိမ့်သိမ့်သွားမယ် နောက်တစ်ခုကလည်းကျွန်တော်တို့ဩဝါဒဆရာတော်တွေလည်းခံယူပြီးမှဩဝါဒရဲ့ကျွန်တော်တို့ကမိန့်ကြားချက်တိုင်းပေါ်လို့ရအောင်နိုင်ငံတော်ကြီးခဲ့လာတော့ကယဟန်ရှင်လူပြည်သူတွေဖူးနိုင်အောင်လောလောဆယ်ယာယီကျွန်တော်တို့ရှင်ဘုတ်ကနေပြီးတော့မဟာမုဏိဖျားကြီးရဲ့ကဏ္ဍကုတိအရှိတ်ဘက်မှာရှိတဲ့ဂုံးတွေကိုကျွန်တော်တို့ဒါတွေမန္လေးမြို့တော်ဝန်ထဲပြီးတော့အာအင်ဂျင်နီယာများနဲ့ပညာရှင်များပေါင်းဆက်ပြီးမှအခုဆိုရင်ကျွန်တော်တို့ ဂုံးတွေကိုအန်တရကင်းအောင်ကျွန်တော်ဓာရီပစ္စည်းတွေနဲ့ဒါဆောင်ရွက်နေပါတယ်ဒီလိုဆောင်ရွက်ပြီးမှသာလင်းကျွန်တော်တို့ကခိုင်မာမှုကြံ့ခိုင်မှုတွေရှိမှဓာရီကျွန်တော်တို့ကရဟန်းရှင်တို့ပြည်သူကိုအချိန်ပိုင်းပေါ့လေဓာရီကိုကျွန်တော်တို့ဒါဖျားပူရမှာဖြစ်တယ်ဒီလိုပြင်းနေတဲ့အချိန်မှာကျွန်တော်တို့ဘုဒ္ဓဝင်ပြတိုင်းမှာလည်းရဟန်းရှင်တို့ပြည်သူတွေဖူးနိုင်အောင် LED ဘုတ်ထောင်ထားပါတယ်ဒါလည်းနေစံတည့်ရနေရပေါ့နေစံတည့်ရနေမှာဆိုရင်လည်းကျွန်တော်တို့ ဗာမုတိဘုရားကြီးကိုအာပရိစီယာညံစီယာရှေးဟောအာမိဂောပကအဖွဲ့ဩဝါဒအားလုံးမှာပါပါတယ်။ပါပြီးမှ7ရက်မှာကျွန်တော်တို့ကညံစီ7ရက်နေ့မှာကျွန်တော်တို့ကမာမုနိဘုရားကြီးရဲ့ဥကောင်းပေါ်မှာရှိတဲ့တင်းကျင့်နဲ့မခိုက်တော်ကိုကျွန်တော်တို့ကအာရွှေပညာရှင်တွေပေါ့လေကျွန်တော်ဘုရားဘုရုဘုရားကြီးရဲ့ရွှေပညာရှင်ကော်မတီအဖွဲ့နဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကျွန်တော်တို့ကဒါညံအဖွဲ့ရဲ့ နောက်ပရင်းပညာရေရှေးဟောင်းရေမြမာမှုရေကျွန်တော်ပေါင်းချက်ပြီးမှပြုပြင်တာနေကြည့်ပြီးပြီးတော့ပါတယ်နှစ်ပေါင်း200ကျော်ရှိတယ်ဒီနှစ်ပေါင်း200ကျော်မှာကျွန်တော်တို့ဗုဒ္ဓဘာသာမြမာလူမျိုးတွေရဲ့အသေးနှလုံးမှာကိန်းအောင်နေတဲ့ကျွန်တော်တို့ကမဟာမုနိဖျားကြီးမှာမျက်နှာသစ်တော်ရေးဆိုတာနှစ်ပေါင်း200ကျော်မှာလုံးဝမပြက်ကွက်ခပောက်နှစ်ဆန်းတည်းရဲ့နေ့ပါဗလဲမနဲ့၄နာရီမှာရေတော်ဆရာတော်ပြည့်ပြီးဒီပါတာအဖွဲ့နဲ့ကျွန်တော်တို့မျက်နှာသစ်ပါအဲ့ပြီးတဲ့ချိန်မှာပဲဒါ ဟောမာမုနိဘုရားကြီးကိုကျွန်တော်တို့ဒါရောင်းတော့ဖွင့်ထားတယ်နောက်တစ်ခါကျဥကောင်းတော်မှာတင့်ကျင့်တဲ့မခိုက်တွေကိုလည်းပြုပြင်ထားတယ်တွေ့အောင်လည်းဖွင့်တယ်အဲ့လိုဖွင့်ထားတဲ့အတွေ့ကျွန်တော်တို့ကနေကစားတင်ပါတယ်ကျွန်တော်တို့ဒီအားလုံးမာမုနိဘုရားကြီးဟာဆိုရင်ငโกမူလအတိုင်းမဖြစ်တောင်မှရှင်းမူမပြည့်ကျွန်တော်တို့ခင့်မီမီးပညာတွေနဲ့အစွမ်းကိုနောက်ထပ်ဓာမျိုးနဲ့တွဲကြုံရင်ဂျိုရင်းပြည့်စုံမှုများနည်းအောင် ကျွန်တော်တို့ပညာရှင်ကြီးတွေနဲ့ခေါ်ပြီးလုပ်ပါတယ်ပညာရှင်ကြီးတွေကလည်းကိုရောစိတ်ပါအားလုံးဟောရင်ဒါကျွန်တော်တို့ကိုယ့်ရဲ့ဗုဒ္ဓဘာသာမှာ အားလုံးဟာလူတိုင်းလူတိုင်းမှာတောင်းရှိပါတယ်ပညာရှင်ကြီးဦးဝင်းမောင်ကိုအော်ကျေးဇူးပညာမြန်မာမှုကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နောက်နောက်ကိုလည်းကျွန်တော်တို့ဖခင်ကြီးနဲ့ပတ်သက်တာလည်းရှိတယ်ကျွန်တော်တို့ခေါ်ဘကအဖွဲ့ကနေဖြစ်စေနိုင်ငံတော်ကနေဖြစ်စေမဟာမုနိဖခင်ကြီးရဲ့လိုအပ်တဲ့နေရာမှာ အားလုံးဘိုင်းဝန်ကူညီဆောင်ရွက်ပေးပါကျွန်တော်မြစ်တရရခံပါတယ်အားလုံးဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာရဲ့ဒါပရိပယတိပရိပတ်တိပရိဝေဒသာသနာ၃ရက်မှာဒါပရိယတ်တဲ့စာသင်တိုင်းတွေနဲ့ဒါတွေကဒါရှိမှသာလိုင်းကျွန်တော်တို့ထေရဝါဒဗုဒ္ဓသာသနာပြုတာဒါအရှိတီတတ်မှာဖြစ်ပါတယ်မန္တလေးမြို့ရဲ့ပြည်သူပြည်သားတွေရဲ့နှလုံးသားမှာကိန်းဝတ်နေတဲ့မဟာမုနိဖျားကြီးကိုဒီနေ့ခောဘကအဖွဲ့ ပညာရှိကြီးဦးဝင်းမောင်ကျေးတွန်းမြမမှုနဲ့ပေါင်းချပြီးမှဖြည့်ဆက်ပြီးရဟန်းရှင်တို့ပြည်သူတွေဖူးနိုင်အောင်ကျွန်တော်တို့အားလုံးဘောဘကအဖွဲ့နဲ့ပညာရှင်နိုင်ငံတော်ကြီးကနေတိုင်းပြည်သားကြီးဆိုရအဖွဲ့ဩဝါဒခံယူမယ်ချေအောင်တည်ဥစေနာနဲ့ပေါင်းချပြီးကျွန်တော်တို့အမြန်ဆုံးဆောင်ရွက်သွားမယ်လို့ပြောကြရင်ဒီကုန်းချုပ်ပါအားလုံးမင်္ဂလာပါ